တောတဲ့တောင်တဲ့ကိုရေဒီယိုသံတွေ ပြန်လာစေခြင်းနဲ့ရေဒီယိုကိုမောင်လူမွေးငယ်ငယ်ကနားထောင်လို့ရတဲ့အရာလို့မထင်ခဲ့ပါဘူးရှဲ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 မြည်တဲ့အရာလို့ပဲမှတ်ခဲ့ပါတယ်မောင်လူမွေးတို့ရွာမှာရှိတဲ့တလုံးနေသောရေဒီယိုကအတန်ကောင်းကောင်းထွက်တဲ့ရေဒီယိုမဟုတ်ခဲ့လို့ဖြစ်မှာပါခုခေတ်ရေဒီယိုတွေကတော့အတန်တွေကောင်းအောင်နေပါပြီခေတ်တွေဘယ်လိုပြောင်းပြီးခေတ်မီပစ္စည်းတွေဘလောက်သုံးကြသုံးကြရေဒီယိုနားထောင်တဲ့အလေးကတော့ပြောင်းပြက်မသွားသေးတာကိုတွေ့ရပါတယ် အထူးသဖြင့်တောကကြီးရွာတွေတောထဲတောင်ထဲဆစ်ရှောင်းနေကြတဲ့ပြည်သူတွေဟာရေဒီယိုကိုနားထောင်တဲ့အလေးရှိကြပါတယ်။ဆီယနာသိမ့်ပြီးတဲ့နောက်မောင်လူမွေးတယောက်ရေဒီယိုနဲ့ပတ်သက်ခဲ့ရပါတယ်။2025ခုနှစ်မှာမောင်လူမွေးရေးတဲ့အစီအတွေကို Radio NUG ကနေအသံလွှင့်ပါတယ်။မောင်လူမွေးမှာရေဒီယိုမရှိတဲ့အတွက်ရေဒီယိုကနေတိုက်ရိုက်နားမထောင်ရပဲလိုင်းမော်ကနေပဲနားထောင်ရပါတယ်။မောင်လူမွေးနဲ့ကပ်ရက်နေတဲ့အိမ်ကဦးလေးကြီးတယောက်ကတော့သူ့ရဲ့ရေဒီယိုလေးနဲ့ ရေဒီယို NUG ရဲ့ညပိုင်းအစီအစဉ်တွေကို နားထောင်နေရှိတာကိုသတိထားမိခဲ့ပါတယ်။မိုးဥရာသီတုန်းကမောင်လုံးဝင်းတယောက်ဘောလုံးတွေချင်းလုံးတွေဝဲပြီးစစ်ဆောင်ကျောင်းကိုသွားခဲ့တယ်။စစ်ဆောင်ကျောင်းကိုရောက်တော့ကျောင်းထဲမှာကလေးတွေကံဖို့ဘောလုံးကွင်းကိုဂိုးတိုင်တွေပါအစင်သင့်နဲ့ပျောင်ရှင်းနေတာတွေ့ရတယ်။တနေ့ညတော့ကလေးတွေအတွက်အားကစားလုပ်ပေးစဉ်ကြောင်းရေဒီယိုကနေဆရာဆောင်နားထောင်ရတယ်။ဒါကြောင့်ဟာရေဒီယိုကတော့လာနေပြီနော်လောက်ကြစိုးဆိုပြီးဝိုင်းလုလိုက်ကြတာလို့ စစ်ရှောင်စခန်းတောင်းဝန်ခံကပြောပါလေ။အင်တာနက်မရှိတဲ့သူတို့စစ်ရှောင်စခန်းလေးတွေအတွက်တော့ရေဒီယိုဟာကဘာကြီးရဲ့အတန်ကိုကြားရတဲ့တခုလီသောပစ္စည်းဖြစ်ပါလေ။အထူးသဖြင့်ကိုယ်နိုင်ငံရဲ့တော်လိုင်းသတင်းတွေကိုကြားရတဲ့အားကိုးရာလည်းဖြစ်ပါလေ။တောတိုက်ကစစ်ရှောင်ပြည်သူတွေမော်လုံမွေးကိုဖုန်းဆက်ပြီးပြောကြတဲ့ဖြစ်ပျက်ကလေးကိုလည်းအမှတ်ရနေပါလေ။သူတို့တောတိုက်ကစစ်ရှောင်ပြည်သူတွေရဲ့ဘဝကိုရေဒီယို NUG ကနေနားထောင်လိုက်ရလို့သူတို့ဘဝတွေကိုအလေးထားသူတွေရှိသေးတယ်ဆိုတော့ဝမ်းသာတဲ့ခန်းစားခြင်းနဲ့ဖုန်းဆက်ပြီး ဖုန်းလေးကနေဝိုင်းပြီးဝမ်းသာကြောင်းပြောကြတာပါနားထောင်ပြီးမျက်ရည်တောင်ကြားကြရတယ်လို့ဆိုတယ်တကယ်တော့သူတို့စီကိုရောက်လာတဲ့တောချောင်းဆရာရဲ့စာရီရေဒီယို NUG ကနေအတန်လွှင့်နေဆိုတာအများစုက မသိကြပါဘူးနားထောင်ပြီးလို့အကြောင်းအရာတွေအဖြစ်ပြက်တွေတူးနေလို့မောင်လူမွေးရေးတာဆိုတာကိုသိကြတာဖြစ်ပါတယ်တောတောင်တွေကဆစ်ချောင်းပြည်သူတွေဟာတရင်တွေတီးရဖို့အတွက်ရေဒီယိုကိုအားကိုးနေရတာသိကြပါတယ်ပြီးခဲ့တဲ့လပိုင်းကပဲ Radio NUG လေလိုင်းအတန်လွှင့်မှုတွေရန်လာတော့မယ်ဆိုတာတွေ့ရတော့ စစ်ဆောင်ပြည်သူတွေတော်တဲ့တောင်းတဲ့နေရတဲ့ပြည်သူတွေကျေးရွာကလေးကပြည်သူတွေအတွက်မောင်းလူမွေးစိတ်မကောင်းဖြစ်ခဲ့ရတယ်။အင်တာနက်လိုင်းရတဲ့နေရာတွေမှာသတင်းဌာနပေါင်းများစွာကိုကြည့်လို့ရပေမဲ့တော်သူတောင်သားတွေကတော့ရေဒီယိုကိုပဲအားကိုနေကြပါတယ်။ရေဒီယို NUG လေလိုက်ထုတ်လွှင့်မှုစီစဉ်ချက်သွားတာဟာတန်းချီတဲ့ပြည်သူတွေအတွက်သတင်းနဲ့နှုပညာပြည့်လက်သွားတာပဲဖြစ်ပါတယ်။အခုလကစပြီး NUG Radio Page ကိုလည်းဗန်နာရေးအခြေအနေရရန်နာတော့မယ်ဆိုတာသိရတယ်။ ဒါပေမဲ့ Radio NUG နေရာကနေမိုးမခမီဒီယာကအစီအစဉ်တွေလွှင့်ပေးမယ်ဆိုတာသိရလို့ Radio NUG ဟာအသက်ဆက်ခြင်းတဲ့အချိန်အလွယ်တကူပြန်ဆက်လို့ရနိုင်မယ်လို့မျှော်လင့်မိပါတယ်။မောင်လမွေးအနေနဲ့တော့ Radio NUG လေလိုက်လွှင့်တဲ့ကုန်ကြစည်တွေဤပညာတွေကိုနားလည်ဖို့လက်လန်းမမီပါ။ဒါပေမဲ့ Radio NUG လေလိုက်ကလွှင့်တဲ့အစီအစဉ်တွေကိုတော့ပြန်လာစေခြင်းနဲ့ တောင်းရှိသူတွေစ조사လုံဆောင်ပြီးစွမ်းနိုင်သူတွေကလည်းဝမ်းရစေခြင်းတယ်ဒေါ်သူတောင်းသားတွေစစ်ဆောင်ပြီးသူတွေရဲ့အတိပရင်းကိုဖွင့်နေစိတ်ခွန်အားပေးတဲ့စီစဉ်တွေအတွက်ဝိုင်းဝန်းလှူဒန်းကြစေခြင်းတယ်စစ်ဆောင်တော်တိုင်းချောင်းကလေးဘေးကမိသားစုတစုဟာကိုဦးဆောင်စိုးရရဲ့ရေဒီယိုတန်လွင့်ရက်တွေကိုမျှော်နေကြမယ်ကြောင်ကြားတွေကစစ်ဆောင်မိသားစုလေးကလည်းတိုက်ပွဲသတင်းတွေကိုသိကျင်ကြတယ်တောင်းချင်ရင်တော်တိုင်းစစ်ဆောင်တဲကလေးကမြို့သမီးတွေကလည်းတော်လန်ဂီရကိုနားထောင်ကြနေကြပါတယ် ကိုရဲ့ဆစ်ဆောင်ပြည်သူတွေတော်တဲ့တောင်တွေကပြည်သူတွေအတွက် လေးထားကြရင် Radio NUG ရဲ့လေလိုင်းအတန်ထုတ်လွှင့်မှုစီစဉ်တွေတော်တဲ့တောင်တွေရောက်အောင်ပြန်လည်စူးစမ်းတင်ကြပါလိမ့်ခင်ဗျာ မောင်လူမွေး